င်္ဂလာပါ Real Manchester Channel ကနေပြန်လဲကြိုဆိုပါရစေ။ကျွန်တော်တို့ကလပ်အသင်းအနေနဲ့ဒီရာသီကုန်မဆင်းရှင်းလောက်နဲ့ပဲရာသီကိုဂျင်းနဲ့တွားရနိုင်တယ်လို့ Super Computer ကအခမ်းအနားချက်တစ်ခုကိုကျွန်တော်တွေ့ရပါတယ်။ဒါကကလပ်ကျွန်တော်တို့အသင်းအတွက်တကယ်ကိုစိတ်ပျက်ဖို့ကောင်းတဲ့အခြေအနေတစ်ခုဖြစ်တဲ့ပြီးခဲ့တဲ့ရာသီမှာကျွန်တော်တို့ဥရောပဝင်ခွင့်တနေရာမရခဲ့တဲ့အတွက်ဒါလက်ရှိရာသီမှာကျွန်တော်တို့အသင်းပြိုင်သက်တွေအတွက်ပွဲကြည့်ခွင့်တွေရောအသင်းကစားသမားတွေအတွက် ါပေါ်ထွက်ခွင့်တွေရောကလပ်အသင်းရဲ့ဝင်ငွေတွေကိုကျွန်တော်တို့ဆုံးရှုံးနေတာခဲ့ရတယ်။အကယ်၍ဒီရဒီမာသာကျွန်တော်တို့ဥရောပဝင်ငွေတနေရာဆက်ပြီးတော့မရခဲ့ဘူးဆိုရင်တော့လာမယ့်ရာသီတွေမှာကျွန်တော်တို့အနေနဲ့အသင်းသမိုင်းတခြားဒါ200သိန်းဆက်တိုင်းဆိုးရွားတဲ့ယာတိတွေကိုကျွန်တော်တို့ဖျက်တမ်းရဖို့ရှိနေတယ်။သို့တော်လည်းကျွန်တော်တို့အသင်းရဲ့လက်ရှိအနေအထားကအဲ့လောက်ကြီးဆိုးရွားတဲ့အနေအထားမျိုးတော့မဟုတ်ပါဘူး။ကျွန်တော်တို့ယာတိကောင်မှာအနည်းဆုံးတော့ဥရောပဝင်ငွေတနေရာကိုမျှော်မှန်းလို့ရတဲ့အခြေအနေမျိုးရှိနေတယ်လို့တော့ကျွန်တော်တို့ခံစားရတယ်။ ဒါပေမဲ့အတင်းရဲ့ဒီကွင်းလေခံစစ်နေရာနဲ့ဒီတစ်ဖက်ကလက်ဝင်းမီဖီတာနဲ့ရိုက်ဝင်းမီဖီတာနေရာဒီ၃နေရာလောက်ကိုအပြည့်နိုင်မယ်ဆိုရင်တော့ချန်ပီယံလိဝင်ခွင့်အတွက်ပို့ပြီးတော့အာမခံရရှိမယ်အနေအထားမျိုးကျွန်တော်ရရှိနိုင်မှာပေါ့လေလလောဆန်ပါကကျွန်တော်တို့ဒီလက်ဝင်းမီဖီတာနေရာကိုအပြည့်ဖို့အတွက်ဒါဆက်ဘက်အတင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ဒီခေရန်အလာဂျေဗီကိုဗစ်ဆိုတဲ့ဒီလူငယ်ကစားသမားလေးကို တင်းကစောင့်ကြည့်နေတယ်ဆိုပြီးတော့ကျွန်တော်တို့ဒါသိထားရတယ်ဒီကစားသမားကလက်ရှိအချိန်နေမှာတော့အသက်16နှစ်ပဲရှိသေးတယ်ဒါဆက်တပွဲကစားထားပြီးတော့လေးကိုတွင်းတကိုဖန်တီးထားတယ်တကယ်ကိုပူတန်ရှယ်ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဒါအမြင်ပေါ်အားနေတဲ့အပိုင်းကလွန်ကျန်တဲ့အပိုင်းဒီမှာတော်တော်ကိုအားရစရာအကောင်းတဲ့အခြေစွမ်းမျိုးကိုပြသထားတဲ့ကစားသမားဖြစ်တယ်ဒီကစားသမားကိုကျွန်တော်တို့ဒါလာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာခေါ်နိုင်မလားပုံမှန်ဆိုရင်တော့ကျွန်တော်တို့ကလပ်အသင်းကဆောင်းရာသီအပြောင်းအရွှေ့တွေဆိုရင် တားကြီးလှုပ်ရှားလေးရှိတဲ့အသင်းမျိုးတော့မဟုတ်ဘူးသို့ပေမဲ့ဒီရာဒီကအချန်မြေလီဝင်ဝင်အတွက်မဖြစ်မနေကိုကျွန်တော်တို့ရရှိအောင်လုပ်ရမယ်နှစ်မျိုးဆိုတော့ကျွန်တော်တို့အသင်းတာဝန်ရှိသူတွေဒီကစားသမားကိုရအောင်ခေါ်ပေးမလားဒါကတော့စိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေမျိုးဖြစ်တဲ့နောက်ထပ်အကြောင်းအရာတစ်ခုအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီ AC Milan အသင်းရဲ့ဒါကန်ဝင်ကစားသမားတူဦးဖြစ်တဲ့အခုလက်ကတော့ဇက်စီအနေနဲ့ ဒီ series ကြီးကနေထွက်ခွာပြီးတော့ United ကိုပြောင်းလာကမှားယွင်းတဲ့အဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်သူက series ကိုပြန်လာပြီးတော့ AC Milan လို့အသင်းမျိုးမှာတက်ကစားတင်တယ်လို့တက်မှတ်ချက်ပေးထားတဲ့အပိုင်းကိုကျွန်တော်တို့တော့တွေ့ရတယ်။ဒါတလက်စာထဲမှာပဲကျွန်တော်တို့ဒီ rumor တစ်ခုအနေနဲ့ပေါ့လေဒီသတင်းကတော့ဒီတိုင်းခိုင်မာမှုတော့မရှိဘူး။သို့ပေမဲ့လည်းကျွန်တော်တို့ကလပ်အသင်းအနေနဲ့ဒါရီရဲ့အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ တက်တလုံးမှာလည်းဒါပွတ်ထွက်ခွင့်မရလို့ရုံးကန်နေရတဲ့ Android ကိုစောင့်ကြည့်နေတဲ့ဆိုတဲ့သတင်းတွေကိုလည်းတွေ့ရတယ်ဒီသတင်းကတော့ဆက်စီသားကျွန်တော်ကလည်းအတင်းကထွက်သွားမယ်ဆိုရင်တော့ဟိုဖြစ်လာနိုင်တယ်ဆိုပေမဲ့ဆက်စီအတင်းမှာရှိနေမယ်ဆိုရင်တော့လုံးဝဖြစ်မလာနိုင်တဲ့သတင်းတစ်ခုဖြစ်တယ်လို့မြင်တယ်နောက်ထပ်အကြောင်းအရာတစ်ခုအနေနဲ့လွန်ခဲ့တဲ့39နှစ်တာကာလကအခုလိုနေမျိုးမှာပဲကျွန်တော်အတင်းအတွက်ကနွေနီးပြဖြစ်လာမဲ့ဆိုအလက်ဖာကူဆန်က အသင်းနဲ့အတူဒါလက်မှတ်ရေးထိုးခဲ့ပြီးတော့အသင်းအသင်းအတွက်ပရီးမီးယားလိဖလား73ကြိမ်ကျွန်တော်တို့ community ရှိ10လုံးဒါ FA ဖလား9လုံးဒါ league cup လေးလုံးနဲ့ champion league ဖလား2လုံး club world cup တချိန်တို့ကိုအသင်းအတွက်လာယူဆောင်ပေးခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုအနေနဲ့ကတော့ဒဏ်ရာပြဿနာတွေနဲ့ကာလကြာရှည်အနားယူနေရတဲ့နောက်ခံလူမာတီနဲ့အနေနဲ့မကြာမီမှာပြန်လည်တက်တာလာဖို့ရှိတယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့ကတွေ့ရတယ်။ဒီသတင်းက အတင်းအတွက်တကယ်ကိုအပေါင်းလက္ခဏာဆောင်တဲ့သတင်းဖြစ်တယ်လို့ကျွန်တော်ခံစားရတယ်လက်တလောမှာအကယ်၍သာမာတီနဲ့ပြန်လာခဲ့မယ်ဆိုရင်သူ့ကိုကျွန်တော်စန်တာဘက်နေရာမှာထားပြီးတော့ဒီလူရှော့ကိုကျွန်တော်တို့လက်ဝင်းမီဖီတာနေရာမှာနီးပြဖြစ်သူအမော်ရင်းသုံးကြည့်မလားဒါကဒီအားနေနေတဲ့လက်ဝင်းမီဖီတာနေရာအတွက် အရာကြီးဖြစ်ရှင်းဖို့အတွက်ဒီအဖြစ်တစ်ခုဖြစ်လာမလားဒါကကျွန်တော်တို့စောင့်ကြည့်ရမယ့်အပိုင်းဖြစ်ပါတယ်။အကယ်၍ဒါလူရှော့တာလက်ဝဲမဖီတာနေရာမှာကစားမယ်ဆိုရင်အဲဒလော့အရှိုခူတို့ထက်ပိုပြီးတော့ကောင်းတဲ့အခြေအနေမျိုးတွေကိုယူဆောင်ပေးလာနိုင်မလားဖသားတို့ကိုဘယ်လိုမြင်ကြလဲဒါအမှတ်ချက်ပေးခဲ့လို့ရပါတယ်။အကြည့်ရှုအောင်ပေးကြညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။